စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ15ရက်နေ့နေ့21ရက်နေ့အတွင်းမှာဝေကြီးကံကောင်းမယ်ကိုမှန်းတာတဲ့ပူတာတဲ့ကံခွင်လန်းဒီကောင်းတွေကိုလည်းရရှိလိမ့်မယ်ဘဝတိုးတက်တဲ့ကာလဖြစ်တယ်ပေါ်ပေါ်လာတဲ့ခွေရည်တွေကိုလက်ခံမှာဒီချိန်ဒီကာလမှာကောင်းသောအကြောင်းအရာတွေဖြစ်တယ်ဘလောက်ခက်ခဲခက်တဲ့အရာတွေကိုဖြေရှင်းနိုင်တယ် အတိုက်ခံအလုံးကိုကျော်သွားနိုင်တယ်မိမိစန္ဒရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထဲဖော်နိုင်15ရက်နေရာကိုတွေ့အရာရာကောင်းတဲ့နေ့ဖြစ်တယ်ဒါပေမဲ့16ရက်နေမှာသစ္စာဖောက်တဲ့သူတွေတွေ့တတ်တယ်စကားမတီးတဲ့သူတွေတွေ့တတ်တယ်စိတ်ပင်ပန်းမှာပေါ့16ရက်နေမှာတော့အရေးပါတဲ့ပြောင်းလဲတွေဆုံးဖြတ်ချက်တွေချမှတ်နိုင်အခက်အခဲဖြေရှင်းပြီးဘဝတိုးတက်မယ်လူရပြည့်စုံမယ်16ရက်နေ့ ထူးထူးခြားခြားကောင်းသောအနေထားနဲ့တွေ့တဲ့တဲ့ခံနေပေါ်ပါမယ်လက်ဖွင့်မယ်19ရက်နေ့အပြိုင်ဆိုင်အလုံးကိုကြော်ပြီးတွေ့တဲ့မယ်ရန်နဲ့ရှင်ပြီးလောက်ရမယ်အရာရာတိုက်ခံနေကြုံပြီးမှအစဉ်ပြေမယ်20ရက်နေ့မှာလူမျိုးကွဲလူမျိုးကြားချိုးပြခြင်းနဲ့ဘဝတွေ့တဲ့မှုကိုရမယ်21ရက်နေ့မှာရန်တိုက်ခံနေတဲ့ကြုံပြီးမှအရာရာကောင်းသောနေထိုင်နဲ့တွေ့တဲ့တဲ့ကံကိုရရှိမယ် တပတ်တာကာလတော်တွင်မှဂျာသာပတိနေဗုဒ္ဓနှင့်ရင်္ဃာနေမွေးသူတွေကောင်းကျိုးပေးတယ်တန်းတန်းလာတောက်ကြမွေးသူများနဲ့ပတ်သက်ပြီးစိတ်နှောင့်ရှက်ဖြစ်တတ်တယ်၁၅၃ဦးနိုင်နေကျိုးပေးပါတယ်အပြာရောင်ပန်းရောင်တို့တည်းရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါနေစီပတ်ရောင်တပွင့်ဖျားကတ်လူပူဇော်ပြီးလိုရဆန္ဒပြုပါဆူတောင်းပြေးပါမယ်ကျေးဇူးတင်ပါ